ကမ္ဘာကျော်မန်ချက်စတာသင်္ကြန်ကိုနိုင်ယူပြီးနောက်မြန်မာနိုင်ငံကဂေါ်ယွေကျော်စာပြလာခဲ့တဲ့မောင်မောင်လေးအားလုံးမင်္ဂလာပါသက်ဆလီဘယ်ဒီနျူပေးကနေပြလဲကကြိုဆိုလိုက်ပါရစ်မေလာ28ရက်နေ့ကညကအင်္ဂလန်ထိပ်တဲကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆီယံအွန်စတာသင်းတို့ရှင်ပြိုင်ကစားခဲ့ကြပြီးတော့မန်ယူကတော့အဆက်လာမပြတ်ရှုံးသွားခဲ့ရပါတယ်။ကမ္ဘာကျော်မန်ယူသင်းကြီးကိုတော့မြန်မာဘောလုံးအားစားသမားမောင်မောင်လင်းကတခုတည်းသောဂိုးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။မေလ28ရက်နေ့မြန်မာစံတော်ချိန်ည9:15မိနစ်မှာရှင်ပြိုင်ကစားခဲ့ကြပြီးအခုဆိုရင်တော့မောင်မောင်လင်းကမြန်မာနိုင်ငံကိုပြန်လာခဲ့ပါပြီ။အနာမယူပဲချက်ချင်းပြန်လာတဲ့မောင်မောင်လင်းကိုဘောလုံးပရိသတ်တွေကသွားကြိုခဲ့ကြပါတယ်။မောင်မောင်လင်းသွေးခဲ့တဲ့ဂိုးဟာတခုတည်းဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံအတွက်တော့ခိုးဥစရာဂိုးဖြစ်ခဲ့ပါတယ်။မောင်မောင် င်ကိုတော့အောင်ဘွဲရစစ်တီတယောက်လိုသွားကြိုခဲ့ကြပြီးဓပုံတွေလည်းအတူတွဲရိုက်ခဲ့ကြပါတယ် လက်ရှိမှာမမောင်လင်ကအာယုံဆိုင်ခရမှုအများဆုံးကစားသမားတယောက်ဖြစ်လာပါတော့တယ်။မမောင်လင်ကိုအထစ်သေးခဲ့သူတွေကတော့အခုချိန်မှာသူ့ကိုပြက်လေးကိုပြုနေပါပြီ။အစားအစာအရာနောက်ကျနေတဲ့မြန်မာနိုင်ငံအတွက်မမောင်လင်ကမျက်နှာပွင့်အောင်ကြိုးစားပေးနိုင်ခဲ့ပါတယ်။မမောင်လင်ပါတယ်။ ASEAN All Star အသင်းမှာတော့ ASEAN နိုင်ငံတွေရဲ့လက်ရွေးစင်မျိုးသားအသင်းတွေကကစားသမား20ဦးရွေးချယ်ခဲ့ပါတယ်။ဒီထဲမှာမြန်မာကိုစားပြုဖြစ်မမောင်လင်ကပါဝင်ခဲ့တာဖြစ်ပြီးမန်ယူကိုနိုင်အောင်ကံမှုတွေတိကျလေ့ကျင့်ထားခဲ့ပါရီမန်ယူကလည်းတော်တဲ့ကစားသမားတွေနဲ့အကယ်ဒမီသမားတွေ နှစ်ဦးကိုပါခေါ်ခဲ့ပါရယ်။ဒါပေမဲ့ဒုတိယပိုင်း90မိနစ်မှာမြန်မာလက်ရွေးစင်စားသမားမောင်မောင်လင်ကဦးစောင်ကိုကိုပထမဆုံးသိယူနိုင်ခဲ့ပြီးအနိုင်ရှုပ်သေးကွဲသွားပါတော့ရယ်။ဒါကြောင့်မြန်မာဘောလုံးတပိုင်းမှာတော့အင်္ဂလန်ဘောလုံးအသင်းမန်ချက်စတာယူနိုက်တက်ကိုတောင်းမှနိုင်အောင်ကန်နိုင်တဲ့မြန်မာပထမဆုံးဘောလုံးကစားသမားဖြစ်လာပါတော့တယ်။မမောင်လင်ကမန်ယူနဲ့ကန်တော့မှဖြစ်လို့မြန်မာမန်ယူဖန်တွေကလည်းစောင့်ကြည့်အားပေးနေကြပါရဲ့။မြန်မာအသင်းသားပါရင်အာဆီယံအသင်းကိုလည်းအားပေးရမလို့လို့ အားပေးနေကြမင်းတို့တင်းကိုပဲအားပေးရမလို့လို့ဖြစ်နေကြပါရယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့မောင်မောင်လင်ကိုသွင်းတဲ့အခါမြန်မာမန်ယူဖန်တွေကလည်းပျော့သွားခဲ့ပါတော့တယ်။ဘောလုံးပွဲထဲမှာလည်းမောင်မောင်လင်ကိုပဲအားပေးကြပြီးမန်ယူအင်ကြီးဝတ်ထားပေမဲ့ရှင်ထဲမှာတော့မြန်မာအသင်းပဲရှိပါရယ်။ ဒီပွဲကဖြစ်တော့ဖြစ်ခဲ့ဖြစ်တဲ့အပြင်နိုင်ဝဲဆိုတာကလည်းအလန်းကွာဝေးပါတယ်။တစ်ဖက်မှာလည်းမန်ယူသည်ကရှုံးပွဲတွေများလာပေမဲ့အာဆီယံဒေသတွင်ခြေစမ်းပွဲတွေတောင်မှရှုံးနေရပါတယ်။ဒါကြောင့်ပွဲအတွင်းမှာတင်ထပြန်သွားသူတွေလည်းရှိပြီးတော့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။မမောင်လင်ကအသက်30ရွယ်သားရှိသေးပြီးလက်ရှိမှာတော့မမောင်လင်ကထိုင်းကကလပ်တစ်ခုမှကန်နေပါတယ်။မမောင်လင်ရဲ့တင်ကိုကအာဆီယံတင်ကိုပါဂုဏ်ယူစရာဖြစ်သွားစေပါတယ်။ဒါကြောင့်ဒီလိုတော်ရင်စားသမားကိုလည်းထက်ထက်တန်တန်ချင်းမြင့်သွားရမှာဖြစ်တယ်လို့နောက်ထပ်စားသမားကောင်းတွေလည်း မွေးထုတ်ဖို့လိုအပ်ပါသေးတယ် မမလွင်ကိုတော့မြန်မာနိုင်ငံကအမှုပညာရှင်တွေကလည်းဂုဏ်ပြုပေးနေကြပြီးသူနဲ့တူတွေ့ရိုက်ထားတဲ့တပုံတွေကိုပါပြန်တင်လာကြပါပြီ။ကဘာကျော်မယောသေးကလည်းရှော့ပီးရေရှုံးနေတာကြောင့်ပရိသတ်တွေစိတ်ပြတ်သွားကြပြီမိ။မမလွင်ကနိုင်ပြန်တဲ့ခါမှလည်းဝမ်းသာကြပါသေးတယ်။ဒါကြောင့်မြန်မာဘောလုံးသမားတွေကလည်းရှော့တက်လို့မရတဲ့ကဘာကျော်သင်းနဲ့တူကစားနိုင်တဲ့ခြေစွမ်းနေရှိနေပါပြီ။မြန်မာကိုယ်စားကစားသမားဖြစ်လာတဲ့မမလွင်ကိုပရိသတ်ကြီးရောဆက်လက်အားပေးမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။